နေပါတယ်။တနေ့တော့ခါမှာတော့ဒေဝဒတ်ကတဏ္ဍတော်ကြီးကိုပျက်စီးစေလိုတဲ့အကြံနဲ့တန်ခါဖွဲ့ကြီးကိုဗုဒ္ဓထံကနေတိကျထောင်ရန်ကြံရပါတော့တယ်။သူခွေးထောင်ရတဲ့အဓိကအချက်ကတော့သူမျိုးစော်ပြောခြင်းကိုရောမြတ်ကြီးကိုတင်လျှောက်ခဲ့တဲ့ဝိနည်းပြင်ဆင်ချက်၅ခုကြောင့်ပဲဖြစ်ပါတယ်။အဲ့ဒီအချက်တွေကတော့ပထမချက်ကဂက်ဂူရိုမှာရှားတက်မှန်တော်တဲ့နိုင်နေပြီးတော့တရင်သုံးရပါမယ်။ရည်ရွယ်ချက်ကတော့ဂမနီယန်များကြီးရဇနဘုံတွေမှာနေပြီးတော့တရင်သုံးနေကြတော့လူသူများနဲ့တွေ့ထိဆက်ဆံနေရပါတယ်။တော်ရမှာလည်းနေတိုင်းတွားရမယ်ဆိုပြီးတော့ ကန့်တက်လိုက်ရင်ဘုရတန်ကကျွံ့လာမည်ဖြစ်တယ်ဆိုတဲ့ရွေးချက်ဖြစ်ပါတယ်ဒုတိယချက်ကတော့ဘဲကုတဘကယာသပံအဝတ်စုံများကိုစု၍ချုပ်ထားသောတင်ကန်းမျိုးကိုသာဝတ်ဆင်သွားရမယ်အဲ့ဒါရဲ့ရွေးချက်ကတော့ယခုအချိန်ဆိုရင်ဒါကတဒါမများကိုတင်ကန်းများဝယ်ယူပြီးဘုရတန်ကများအားလှူဒန်းလျက်ရှိကြပါတယ်ခုနကတန်ကအဖွဲ့ဝင်တို့အတွက်လူများကြီးညိုမှုများကိုတိုးပွားစေပါတယ်အဝတ်အဟောင်းများကိုစုပြီးတော့တင်ကန်းဖြစ်ဝတ်ဆင်သွားရန်ပြဋ္ဌာန်းချက်ဖြင့်တန်ကအဖွဲ့ဝင်များအတွက်ထိခိုက်နေနာမှုဖြစ်ထွန်းနိုင်မ ာလဲဆိုပြီးတော့ကြီးရွယ်ပါတယ်တတိယချက်ကတော့တက္ကသိုလ်တန်ခါများတိဗ္ဗံအောင်၌အမြဲတရားလေ့ကျင့်သွားရန် ဖြစ်ပါတယ်ယခုလိုတိဗ္ဗံအောင်မှာတရားလေ့ကျင့်တဲ့အခါမှာတော့ယနေ့လိုဖြစ်ပေါ်ပေါ်ထွန်းနေတဲ့ဝိရဒကြောင့်တကြီးတွေတန်ခါယာမအကြောင်းကြီးများပြက်ကွယ်လာပြီးတော့တရားကျင့်တဲ့ပုဂ္ဂိုလ်ဘိက္ခုစုများစုစည်းနေရတဲ့အစဉ်လာပြက်ကွယ်သွားကဘိက္ခုမဟာတန်ခါအဖွဲ့မှာလည်းပြုတ်ကွယ်သွားစေခြင်းနဲ့ရွယ်ချက်အကြောင်းဖြစ်ပါတယ်စတုထပြည့်စင်ချက်ကတော့ဘိက္ခုတို့ရာသပံမိမိကိုယ်တိုင်ဆုံးကန်စားတော့၍နေကတရားကျင့်ကြံသွားရင်ဖြစ်ပါတယ်အခုစ ဆိုလဲအရှင်ဂေါတမကိုတရွတ်တကြွယ်များကဆွမ်းစားကြရန်မိမိတို့အိမ်၌ ဖိမှန်တကပြုကြပါနဲ့ကိုရမမှာလည်းတန်ကအပေါင်းခြံရံပြီးတော့ကြွချီကစွမ်းကမ်းမျိုးမျိုးတို့ကိုစားတော့နေကြပါတယ်အဲဒါကြောင့်ရှင်ကိုရမမှာဂုံမြေတုတ်တက်ကတတိတကျယ်တို့ရဲ့ဂုံပြုကျင်ညူခြင်းကိုခံရပါတယ်အဲဒါကိုမခံစင်လို့တဲ့အရွယ်ချက်ကြောင့်ဒီဆုတ်ချချက်ပြင်ဆင်ရခြင်းဖြစ်ပါတယ်ဒါမီးနောက်ဆုံးအချက်ဖြစ်တဲ့ပြင်ဆင်မချက်ကတော့ဘိက္ခုတို့မှာရာသပန်တာနာစာတိအမဲလျာများကိုစားတော့နိုင်ခွင့်ရှိစေရန်ဖြစ်ပါတယ်ဆိုပြီးတော့သူ့ရဲ့ရွယ်ချက်ကအဲဒါကြောင့်ဒီငါးချက်ကိုပြင်ရပါတယ်ဆိုပြီးတော့ဒီ ချက်တွေကိုမိမရှိတဲ့ကွန်ဒီယာဘာဝင်ဘက်ကွန်တန်ကအချို့ကိုဒီဝက်ရှင်းပြခဲ့ပါတယ် ဲ့ဒီလိုရှင်းပြပြီးတော့ဒေဝဒနာလည်းအကြံဉာဏ်ကြီးစွာနဲ့ဘက်ကုတန်ကားတွေကိုစီယုံမာတော့တယ်အဲ့ဒီလိုစူးစောင်းလာခဲ့ရတစားတစားနဲ့များလာပါတယ်အဲ့ဒီလိုများလာပြီးတော့တနည်းမှာတော့မြတ်စွာဘုရားရှင်ပြဟောတပင်ပြီးတဲ့အချိန်မှာဘက်ကုပေါင်းတို့ရဲ့ရှေ့မှာခုနက၅ချက်ကိုတင်ပြပါတယ်တကယ်လို့အဲ့ဒီ၅ချက်ကိုလိုက်နာမဲ့ဘက်ကုတွေကတိတ္တာကြောင်းကိုကောက်ယူပါဆိုပြီးတော့မြတ်ဗုဒ္ဓရှင်မှာတန်ကအုပ်စုကိုခွဲလိုက်ပါတယ်ဒီလိုတော့ပြောပြပြီးချင်းမှာပဲရှင်ကောလိယကအရင်ဆုံးတိတ္တာကြောင်းကိုကောက်ယူလိုက်ပါတယ်ပြီးတဲ့နောက်မှာမကြသေးခင်ကမှတန်နာကောင်ကို ုဝင်လာတဲ့ဒေဝတကလည်းမဲဆွယ်ပြီးဖြစ်တဲ့ဝေတာလီအုပ်စုကဘဲကူတန်ကတွေကောက်ယူပါတယ်အဲ့ဒီလိုနဲ့သူ့မျက်နှာကြည့်ကိုမျက်နှာကြည့်နဲ့ဘဲကူအပေါင်း900ဒီဖြစ်သွားပါတယ်ချက်ချင်းပဲဒေဝတကဥဆောင်ပြီးတော့တိတန်ဘွယ်ခွတ်ထက်မဲဆိုတဲ့အကြောင်းကိုပြောကြပြီးတန်က900ကိုခါရသေးတဲ့တောင်ပေါ်ကိုခေါ်ဆောင်သွားခဲ့ပါတယ်